Manchester United အသင်းဟာနာမည်နေရသည့်မှာကစားသမားအစ်တွေခေါ်ယူဖို့အတွက်အသင်းတောင်ပံကစားသမားဂါနာချိုကိုရောင်းထုတ်ပြီးရမုံငွေရှာဖို့စီစဉ်နေရလို့သိရပါဗျ။ အသက်20ရွယ်ရှိတဲ့အာဂျင်တီးနားတောင်ပံကစားသမားဂါနာချိုဟာနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြနိုင်မှုရုန်းကန်နေရပြီးပြိုင်ပွဲစုံ52ပွဲမှာ19တာသွင်းယူထားပါတယ်။ဒါပေမဲ့သူ့ကိုခေါ်ယူဖို့ချက်စီအသက်လက်တီကိုအပောင်းဝင်ဥရောပထိပ်တန်းအသင်းတချို့ကစိတ်ဝင်စားနေရလို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်နေရာဒီမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုအားပြေဖို့ဆန္ဒရှင်နေပြီးနာပိုလီတိုက်စင်မှုအိုဆင်မန်ဝူးဖ်တိုက်စင်မှုကူညာနဲ့အီဝက်လူငယ်တိုက်စင်မှုဒီလက်စ်တို့ကိုချိတ်ဆက်နေရလို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အဆိုပါတိုက်ဆင်မှုတွေကိုခေါ်ယူရမယ်ဆိုပါကငွေကြေးများစွာအသုံးပြုရပွဲရှိနေရပရီးမီးယားလိဘန်ဒါရေးစီးမြင့်နဲ့ကိုက်ညင်မှုရှိစေဖို့အတွက်အသင်းမှရှိတဲ့ကစားသမားတွေကိုရောင်းထုတ်ရပွဲရှိနေတယ်လို့သိရပါတယ်။ကစားသမားတွေရောင်းထုတ်ရမှာအသင်းငွေမွေးချံပေါက်ကစားသမားတွေကိုရောင်းချတာကအမျက်ငွေအသက်တင်ရရှိတာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လာမယ့်နှွေမှာဂါနာချိုနဲ့မိန်နူးတို့ကိုရောင်းထုတ်ဖို့စီစဉ်နေကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။